ဟယ်လိုမင်္ဂလာပါဒီ business ပြန်ကြိုးစားပါရစေအဲ့တော့ကျွန်တော်ဟိုတွေ့ရမှာထင်ပါတယ်ကျွန်တော်ဒီအောက်မှာပြပြတောင်းပါဆိုတော့ကျွန်တော်ဒီနေ့ဒီဟာဒီ forest အတွက်ပေါ့နော်အာကျွန်တော်ဒီဗီဒီယိုအရင်ဗီဒီယိုအောက်မှာ comment မေးထားတဲ့အထဲမှာဖြစ်ရဲပါတယ်ပေါ့နော် fibonacci အာဒီ trading tools တွေကိုဘယ်လိုသုံးရလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဖြည့်ပေးနေတယ်ဒီနေ့ fibonacci အာ retracement နဲ့ extension tools အကြောင်းကိုဒီမှာသင်ပေးမယ်ပေါ့နော်ဆိုတော့အာ forest နဲ့ပတ်သက်လို့ကျွန်တော်ဒီ tools တွေ video တွေမတင်တာနည်းနည်းကြာသွားတယ်ဘာလို့လဲဆိုတော့ဈာထဲမှာကျွန်တော် crypto ဘက်ကိုနည်းနည်းရောက်သွားတော့ဗောနော် crypto ကလည်းဒီလာတွေကဒါ ိုနည်းနည်းအလောက်ခန့်များတဲ့ခါကျတော့နည်းနည်းလေး crypto ဘက်ကိုနည်းနည်းအောင်ဆိုင်လိုက်ရပါတော့အဲကြောင့် forest ကိုနည်းနည်းလေးမတည်ဘူးဖြစ်သွားတယ်ဒါပေမဲ့အာ forest ကိုလည်းကျွန်တော်ပြန်ပြီးတော့အချိန်ပေးပါမယ်နော်ဆိုတော့အာလောလောဆယ်တော့ crypto တင်တန်းတော့ရှိရယ် forest တင်တန်းကျွန်တော်မေးထားရလို့ရှိရယ်ဒါပေမဲ့ forest တင်တန်းလောလောဆယ်မခွင့်ရသေးဘူး crypto တင်တန်းရှိရယ် crypto မှာလည်းတချို့ trading tools တွေပါမယ်ပေါ့နော်အဲ crypto တင်တန်းတွေကတချို့ trading tools တွေကို forest မှာပြန်သုံးကြည့်ရင်တော့တုံးလို့ရတယ် forest only တော့မဟုတ်ဘူးပေါ့လေဆိုတော့အားလေးကျွန်တော်တင်ပေးရပါ crypto တင်တန်းကတော့ကျွန်တော်တို့ဒီ ကျွန်တော်တို့ရဲ့ Telegram DBS မြန်မာ official ကနေပြီးတော့စုံစမ်းလို့ရပါတယ်ကျွန်တော်အောက်မှာ link လေးပေးထားပါမယ်နော်ဆိုတော့တော်တော်ဒီ video ကတော့ဒါခုနပြောတဲ့ဒီ Fibonacci trading tools ကိုပြပေးမယ်နော်ဆိုတော့ Fibonacci tool ကနှစ်ခုရှိရယ်ဘလို့နှစ်ခုရှိရယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအအလွယ်ဆုံးဖြစ်အောင်ဘောနောမိတ်ဆွေကိုတင်ပေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ chat ပုံမှာကြည့်နေမယ်ဆိုလို့ရှိရင် price ဒီဆိုပါစို့ဒီလိုမျိုးတွေ high high higher low တွေဒါပေါ်နေရယ်ဆိုရင်ဒါဒီ အာကျွန်တော် atran ပေါ့နော်အပေါ်ကိုတက်နေတဲ့ atran atran မှာကျွန်တော်ကမလုပ်နေဆိုလို့ရှိရင် atran မှာဆိုလို့ရှိရင်ကျွန်တော်ကဝယ်ဖို့ကျွန်တော်ကကြည်တာပို့ပြီးတော့များမယ်အဲ့တော့ကျွန်တော် train following နဲ့ counter train ဆိုပြီးတော့ကြာ trading niland က generally ခွဲမယ်ဆိုလို့ရှိရင် train အရောက်ခွဲမယ်ဆိုလို့ရှိရင်နှစ်ခုရှိရယ် train following ကတော့အောက်ကနေအပေါ်ကိုတက်နေရဆိုလို့ရှိရင်ဒါအောက်ကနေ live ဝယ်တာပေါ့နော်အပေါ်ရောက်အဲ counter train ကတော့ရှင်းတယ်အပေါ်ကနေ အောက်ကိုပြန်ပြီးတော့ဒီလိုပြန်လှည့်တဲ့ဟာကိုထိတ်တာပေါ့နော်ဆိုတော့လောလောဆယ် beginner တွေကတော့ trend following ကိုပဲကျွန်တော်ထိတ်စေချင်တယ်နော်ဒါတခုပေါ့နော်အဲ့တော့ trend following trade မှာဆိုလို့ရှိရင်ကျွန်တော်ကဘာကိုသိရမှာဆိုလို့ရှိရင်ကျွန်တော်နှစ်ချက်သိရဒီ trend ကိုကျွန်တော်ထိတ်မှာဆိုလို့ရှိရင်ပထမတစ်ချက်ကအဲ့ trend ဒီရက်သွားပြီအောက်အောက်ကနေပေါ်ကိုတက်နေတာရက်သွားပြီရက်သွားပြီဆိုလို့ရှိရင် तू ကအောက်ကိုပြန်လှည့်လာမယ် retrace view လို့ကျွန်တော်တို့ခေါ်တာပါเนาะဆိုတော့ import move လို့ခေါ်တဲ့အရှိကနေဒီအောက်ကနေအပေါ်ကိုသွားတဲ့ move တစ်ခုရှိမယ်ပြီးရင်အဲ့ move ကနေပြီးတော့မှာ retrace ပြန်ယူမယ်အနောက်ကိုပြန်လာမယ်เนาะဒီမှာကျွန်တော်တို့ trend ဒီအဲအောက်ကနေပေါ်တက်နေရာနေပြီးတော့အဲအပေါ်ကနေအောက်ကိုခဏပြန်ဆင်းမယ်ခဏပြန်ဆင်းပြီးတနေရာမှာသူကရက်မယ်ရက်ပြီးတော့လို့ရှိရင်အဲ့အဲမူလလမ်းကြောင်းဖြစ်တဲ့အပေါ်ကိုတက်တဲ့လမ်းကြောင်းအတိုင်းပဲ at train အတိုင်းပဲပြန်ထည့်သွားမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဒါဒီမှာ at train လို့ခေါ်တော့ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဒီမှာအာဖန်နဲ့ခါပါတော့ဆိုတော့ပထမဒီအောက်ကနေအပေါ်ကိုတက်တဲ့ move ရှိတယ်အဲ့ဒါကို impost move ဒီလိုပြန်ထွက်ပြန်ထွက်လာတဲ့ဟာကိုပြန်ပြီးဆင်းလာတဲ့ဟာကို retrace move ပြီးရင်တစ်ခါ import move အ retrace move ပြန်လာမယ်ပြီးရင် import တစ်ခါပြန်ဖြစ်မယ် retrace ပြန်ဖြစ်မယ်ဒီနည်းနဲ့ပဲ try and သွားတာအဲ့တော့အဲ့လိုသွားနေရင်ရနေပြီးတော့ try စီအာကုံသွားရင်ဒီညဒီမှာကျွန်တော်အာကုံသွားရင်ဒီလိုမျိုး import move ပြန်မလာနိုင်တော့ဘဲနဲ့ဒီအပေါ်ရောက်ခဲ့တဲ့နေရာအဲ့နေရာမကြော်နိုင်တော့ဘဲနဲ့ကျွန်မရက်သွားပြီးရင်ပြောင်းပြန်ပြန်လဲမယ်အဲ့တော့ဒါတစ်ခါ down trend ပြန်ပြန်သွားပြန်အောင် down trend မှာဆိုလို့ရှိရင်အဲ့လိုပဲ အောက်ကိုဆင်းတယ်ပြီးရင်အောက်ပေါ်ကိုပြန်တက်ပြီးတနေရာမှာအပြန်ယူရတယ်ပြီးရင်အောက်ကိုဆက်ဆင်းတယ်တခါတနေရာမှာအပြန်ယူရတယ်အောက်ကိုပြန်ဆက်ဆင်းတယ်အဲ့လိုမျိုးပုံစံမျိုးကိုသွားတာဟုတ်ပြီနော်အဲ့တော့ impulse retrace impulse retrace impulse ဒီကျွန်တော်အောက်ကနေအပေါ်ကိုတက်တယ်အပေါ်ကနေအောက်ကိုဆင်းဆင်း impulse ပဲပြီးရင်နောက်ပြန်ပြန်လှည့်တယ် retrace တစ်ခုပါမယ်ပြီးရင် impulse ပြန်လာအဲ့လိုပုံစံသွားတာအဲ့တော့ Fibonacci retracement နဲ့ extension tools နှစ်ခုကဘာကိုပြလဲဆိုလို့ရှိရင် retracement ဒီ ဘယ်နေရာမှာအဲ့ဒီ retracement move ပေါ့နော်ဘယ်နေရာမှာအဆုံးတက်လောက်တလဲဆိုတော့ခံမဲ့တာဟုတ်ပြီပြီးရင် extension ကကြတော့အဲ့ဒီအဆုံးတက်ထားတဲ့နေရာကနေပြီးတော့နောက်ထပ်ဘလောက်အထိအဲ trend အတိုင်းဆက်သွားမလဲဆိုတော့ခံမဲ့တာအဲ့တော့ဒီနေ့ကမြေပြောရဆိုလို့ရှိရင်ကျွန်တော် retracement ကဒီဒီလိုမျိုး at trend မှာဒီလိုပြန်ပြီးတော့ပြန်လာတဲ့ retrace ဒီဘယ်နေရာမှာလောက်မှာဆုံးမလဲဆိုတာကိုခံမှန်းတာတွေ့တယ်။ဟုတ်ပြီဆုံးတဲ့ပုံမှာမူတည်ပြီးတော့မှာ နောက်ထပ် extension ကကြတော့ဒီမှာဆုံးလိုက်ပြီးတော့လို့ရှိရင်ပြန်တက်သွားမယ့်ဒီ trend trend ဒီဘယ်အထိသွားနိုင်တယ်လဲဆိုတော့ခံမှန်းတာဒါပဲเนาะအဲ့တော့ဘယ်လိုခံမှန်းတယ်လဲဘယ်လိုမျိုးလောက်ကြတယ်လဲဆိုတော့ကျွန်တော်နည်းနည်းရှင်းပြပေးမယ်เนาะ okay အဲ့တော့ဒါကဒါပါလဲဆိုတော့ euro usd အဲကျွန်တော် daily chart ပေါ့เนาะအဲ့တော့ဒီမှာဒီမှာ down trend တွေ့လိမ့်မယ် euro usd ရဲ့ down trend တွေ့လိမ့်မယ်ဒါကျွန်တော်တို့2020တုန်းကဒါစိုင်းငင်တင်ပေါ့เนาะတမိုင်းမှာဒါတော်တော်လေးထူးကြတယ် euro က US ဒေါ်လာထက် ကျွန်တော်တို့ဈေးကျသွားတဲ့ဟိုကာလာပေါ့နော်အဲ့မှာဒီမှာ down trend တွေ့လိမ့်မယ် down trend မှာကျွန်တော်တို့ကခုနက down trend စပြီဆိုလို့ရှိရင်ကျွန်တော်က fibonacci အာ retracement နဲ့ extension နှစ်ခုကိုတုံးပြီးတော့မှဘယ်နေရာမှာရက်မလဲဘယ်နေရာမှာအာဘယ်နေရာအထိဆက်သွားမလဲဆိုတော့ကျွန်တော်ကခံမှန်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဘယ်လိုလုပ်ကြလဲဆိုလို့ရှိရင်အခုအရင်ဆုံးဒီဒီ bevel ချမ်းမှာရှိတဲ့ဒီ2 way ထဲမှာရှိတဲ့ဒီမှာအာ fibonacci retracement fit retracement ဆိုရတာ trading မျိုးရဟာဘောနော်အဲ့ဒါကိုယူလိုက်မယ်ကျွန်တော်ဒီမှာ starly pay ဟာဒီမှာအပေါ်မှာကျွန်တော် favorite ထဲမှာထည့်ပြီးသားဖြစ်သွားတယ်နော်အဲ့တော့ retracement ရဲ့ number တွေကိုဒီမှာကြည့်ပါနော်တိကနေပြီးတော့ဒီမှာတုံရပါနော်အဲ့တော့0.236 0.382 0.5 0.7186နော်ဒါကအဲဒီကျွန်တော်တို့အဓိကသုံးမဲ့ number တွေပေါ့နော်အဲ့တော့ဒီမှာဟိုဒီ number တွေအတိုင်းကိုကျွန်တော်တို့ဒီ fibonacci အာစတဲ့နဲ့မှလိုက်ပြီးထည့်လိုက်ပါတော့နော်2 3စိတ်ရဲ့382ရဲ့0.5ရဲ့718ရဲ့အဲ့ဒီထဲမှာကျွန်တော်တို့အရေးကြီးရဆိုလို့ရှိရင်382ရဲ့0.5ရဲ့718ကအရေးကြီးရလို့ပြောရအောင်နော်အဲ့ဒီထဲမှာကျွန်တော်တို့က718ကအရေးကြီးဆုံးလို့ပြောလို့ရတယ်။ဒါဆို718ဒီအဲကျွန်တော်တို့အာတော်တော်များများမှာပေါ့နော်ဒီ train တွေမှာပြန်ပြန်လာလေးရှိတဲ့နေရာဖြစ်တယ်။ဒါပေမဲ့718ကိုပြန်လာပါမယ်လို့0.718ကိုပြန်လာပါမယ်လို့တော့ဟိုတတိယမှန်းလို့မရအောင်အဲ့တော့ ကျွန်တော်ကနံပါတ်တွေမှတ်ထားလို့ရမယ်အဲ့တော့0.382ကိုပြန်လာခဲ့ရင်ဘလောက်အထိဝေဝေးသွားသလဲဆိုတော့ကျွန်တော်ကပြန်ပြီးမှန်းလို့ရတယ်0.5နဲ့0.718ဆိုလို့ရှိရင်ဘလောက်အထိဝေဝေးသွားသလဲပေါ့နော်အဲ့အရာမျိုးကျွန်တော်ကပြန်ပြီးတော့တွက်တာပေါ့နော်အဲ့တော့အရင်ဆုံး1 to 0မှာဒီဂျာထဲမှာ0.236ကနေပြီး0.78စအထိကိုဒီလိုမျိုးနံပါတ်1 2 3 4 5 5ခုကိုကျွန်တော်ကမှတ်လိုက်မယ်ဟုတ်ပြီအဲ့တော့အခုဒီမှာ down trend အောင်ကြည့်မယ် down trend က daily down trend ဘယ်ကစတယ်ဒီကနေစတယ်ဟုတ်ပြီနော်ဒါက ထိတ်ဆုံးလောလောဆယ်ဒီ down trend ကိုဖြစ်စေခဲ့တဲ့ထိတ်ဆုံးအဲ့တော့ down trend ဒီဒီဘက်ကဒီအောက်ကို body ပိတ်နိုင်ခဲ့ပြီးတော့ဒီအောက်ထိရောက်သွားပြီဒါဆိုရင်ဒါ impulse move တစ်ခုလို့ပြောလို့ရတယ်ဟုတ်ပြီနော် impulse move တစ်ခုအဲ့ဆို impulse move တစ်ခုရပြီဆိုလို့ရှိရင် retrace ပြန်လာတော့မယ်ဘယ်အထိ retrace ပြန်လာမလဲဆိုတော့ကျွန်တော်ကခုနက fibonacci နဲ့တိုင်ရင်လို့ရတယ်နော်ဒါလေးခဏဖြတ်လိုက်မယ်ရှုပ်ဆိုတော့ fibo ဘယ်လိုဆွဲမလဲ fibo ဆွဲလို့ရှိရင်ဘယ်ရည်ညာဘယ်ဆွဲရလဲနော်အမြင်နဲ့မှတ်ထားပါ ဘယ်ဘက်ကနေညာဘက်ကိုဆွဲရတယ်အဲ့တော့အောက်ကနေအပေါ်ကိုဆွဲမယ်ဆိုလို့ရှိရင်လေဒီလိုမျိုးအောက်ကနေအပေါ်ဘယ်ဘက်ကနေညာဘက်ကိုဆွဲဟုတ်ပြီနော်အဲ့လိုမှမဟုတ်ဘူးအပေါ်ကနေအောက်ကိုဆွဲမယ်ဒီလို down trend အောင်ဆွဲမယ်ဆိုလို့ရှိရင်လေဒီထိတ်ကနေဒီအောက်ကိုဘယ်ကနေညာကိုဆွဲရဟုတ်ပြီအဲ့တော့ဒီမှာကြည့်လိုက်ဆိုလို့ရှိရင်ကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှိရင် market ဒီ0.2382မှာရက်သွားတာကိုတွေ့ရတယ်ဟုတ်နော်အဲ့တော့0.382မှာရက်ပြီးတော့ market ကဆက်ထွက်သွားတယ် ဆက်ပြီးထွက်သွားတယ်။ဒါဆိုကျွန်တော်တို့က fibo extension or fibo retracement ဇလူဝန်3ရဲ့အတူမှာရက်ခဲ့ရဆိုတော့ကျွန်တော်မှန်းမရသွားပြီ။အဲ့တော့ theory ရပြမယ်ဆိုလို့ရှိရင် trend တစ်ခုတည်နော်ကျွန်တော်ပြမယ်နော်ဒီလိုမျိုးအဲ့တော့ trend တစ်ခုတည်ဒီလိုအပေါ်ကနေအောက်ကိုဒီလိုဆင်းနေတဲ့အချိန်မှာ theory ရပြမယ်ဆိုလို့ရှိရင် trend ဒီ shallow or retracement ဒီ shallow ဖြစ်လေလေပို့ပြီးတော့အားကောင်းလေလေပြောချင်တာဒီ အပေါ်ကနေအောက်ကိုဆင်းတယ်ဆင်းပြီးတော့လို့ရှိရင်ဒီနောက်ကိုပြန်ဆုတ်တဲ့ဟာဒီဒီလိုဒီပါပေါ့နော်ခဝဝေးဆုတ်လို့ရှိရင် အားသိမ့်မကောင်းဒီလိုခက်နီးနီးဆုတ်လို့ရှိရင်အောက်ပိုကောင်းတယ်ဘာလို့လဲဆိုတော့ပြောရရင်အောက်ထိပြန်မရောက်တော့ဘူးဆိုလို့လားဥမာဗျာဆိုကြပါစို့ကျွန်တော်အောက်ကနေအပေါ်ကိုတက်နေတဲ့ထွန်းပေါ့ဟုတ်ပြီနော်အောက်ကနေအပေါ်ကိုတက်နေတဲ့ထွန်းထွန်းမှာအဲ့အောက်ကနေအပေါ် move တခု inbox move တခုသွားတယ်ပြီးရင် retrace နောက်ကိုပြန်လာတယ်အဲ့နောက်ကိုပြန်လာတာဒီ ဟိုးအဝေးထိရောက်မခံတော့ဘူးလူတွေကနည်းနည်းလေးပဲထိတ်ကလေးမှပဲကျွန်တော်တို့ပြန်ဝယ်လိုက်ကြတယ်အဲ့တော့ပြန်ဆက်သက်သွားတယ်ဒါဆိုရင်ဘာဖြစ်လဲဝယ်လူအားများနေတယ်အားကောင်းနေတယ်အဲ့တော့အဲ့လိုမျိုး trend မျိုးကပို့ပြီးတော့ဝယ်ပြီးသွားတယ်ဟုတ်ပြီနော်အခုဒီ short ဒီအောက်ကိုစင်းနေ down ထမ်းမှလည်းအတူတူပဲအပေါ်ကနေအောက်ကိုစင်းနေနောက်ခုပြန်ဆုပ်တဲ့ဟာကအရန်ဝေးဝေးဆုပ်လို့ရှိရင်ဒါသိအားမကောင်းအရင်ဝေးမဆုံးဘူးနဲ့ပါပါလေးပဲနည်းနည်းလေးပဲဆုပ်ပြီးသွားရင်ဆက်သွားရဲဆိုလို့ရှိရင်ဒါဒီအားကောင်းတဲ့ trend ဘာလို့လဲဆိုတော့ ဟိုးဘော်ထိအရောက်မခံအောင်လူတွေကဒီအောက်မှာပဲပြန်ရောက်လိုက်ကြတာဟုတ်ပြီနော်အဲ့ဒီ theory ကိုသိရအောင်ပထမကြည့်မယ်ဆိုလို့ရှိရင်ကြည့် market ကအခုဒီမှာဆို0ကနေ1ကနေ0ကိုသွားတယ်နောက်ကိုပြန်ဆုတ်တယ်0.382မှာနေမယ်ရှေ့ရှေ့ဆက်ထွက်သွားတယ်အဲ့တော့0.5ကိုလည်းမရောက်လိုက်ဘူး0.718ကိုလည်းမရောက်လိုက်ဘူးနော်0.382မှာပဲထွက်သွားတယ်အဲ့လိုမျိုးစောစောစီးထွက်တယ်ဆိုလို့ရှိရင်သူဒီ away သွားတယ်အဲ့ဘလောက် away သွားမလဲ0.382အထိရောက်ခဲ့တယ် ဒီဒီဒီနေရာရှိရဲ့ဒီဒီကနေတိုင်းပါနော်ဒီ0ကနေပြီးတော့ဒီဆင်းခဲ့တဲ့0.3ရဲ့အတူအဲ့နေရာကိုကျွန်တော်တို့ပြောင်းပြန်ပြန်လဲတိုင်းအောင်လိုတိုင်းမလဲဒီဒီအဲ fibo retracement tool ကိုနောက်ပြန်ပြန်လဲလိုက်မယ်ပြီးရင်ဒီမှာဒီဒီခုနဆင်းခဲ့တဲ့0.3ရဲ့အတူရဲ့ take ကိုပြန်ထည့်မယ်ပြီးရင်ပြောင်းပြန်ပါနော်ဒီအောက်အောက်ဆုံးကိုပြန်ထည့်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်ဒါဆိုရင်ဒီမှာ0.3 ဘာကြည့်တော့ဒီမှာ0ကဒီပြန်ရောက်သွားတယ်လွတ်လှည့်လိုက်တာနော်အဲ့တော့1ကဒီမှာကျန်တယ်အဲ့တော့ဒါဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်အောက်မှာ extension တွေထွက်လာလို့ရ extension ကိုကြာတော့ကျွန်တော်တို့ကခုနကအဲ့ extension မပြောထားရအောင်နော်အဲ့တော့0 to 1ကဒီနံပါတ်တွေပြီးရင်1အကျော်မှာကျွန်တော်တို့ဘာလို့ရှိမလဲဆိုလို့ရှိရင်နော်ဒီလိုမြင်မြင်တာအောင်ကျွန်တော်ဒီလိုလိုက်1အကျော်မှာဘာဖြစ်သွားလို့ရှိရင်1.272နော်1.272ပြန်1.414 1.618ပြန်2ပြန်2.5ပြန်3ပြန်4ပြန်5ပြန်6ပြန်7ပြန်8ပြန်9ပြန်10ပြန်11ပြန်12ပြန်13ပြန်14ပြန်15ပြန်16ပြန်17ပြန်18ပြန်19ပြန်20ပြန်21ပြန်22ပြန်23ပြန်24ပြန်25ပြန်26ပြန်27ပြန်28ပြန်29ပြန်30ပြန်31ပြန်32ပြန်33ပြန်34ပြန်35ပြန်36ပြန်37ပြန်38ပြန်39ပြန်40ပြန်41ပြန်42ပြန်43ပြန်44ပြန်45ပြန်46ပြန်47ပြန်48ပြန်49ပြန်50ပြန်51ပြန်52ပြန်53ပြန်54ပြန်55ပြန်56ပြန်57ပြန်58ပြန်59ပြန်60ပြန်61ပြန်62ပြန်63ပြန်64ပြန်65ပြန်66ပ 2.718 34ဒါကျွန်တော်ထည့်ရတဲ့ဟာဟုတ်ပြီနော်အဲ့တော့ဒီတိုင်းဆွဲမယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒီလိုဆက်လိုက်တဲ့အခါမှာဘယ်ထိရောက်သွားလဲဒီမှာကြည့်လိုက်3ထိရောက်သွားလို့လားတော်တော်ဝေးနေသွားဟုတ်ပြီနော်အဲ့တော့ theory ရဆိုလို့ရှိရင် in theory က0.382ထူးထိနောက်ပြန်ပြန်ဆင်းနေတဲ့ကောင်က2.718ထိသွားတယ်အဲ့တော့ဘယ်လိုလဲ2.718ကဒီမှာရောက်တယ်တူလား ်ဒါ2.01အထိရောက်ဟမ်ဒီမှာဒီ price ကဒီဒီရောက်အဲ့တော့အဲ့ဒါ Fibonacci retracement နဲ့ extension ရဲ့အကုန်ပဲအဲ့တော့ကျွန်တော်ဘယ်လိုလဲဆိုလို့ရှိရင် Fibonacci ကိုဒီလိုဆင်းလာတဲ့အချိန်မှာပြည့် market ဒီနောက်ပြန်ပြန်လှည့်ပြီးပြန်လှည့်ပြီးဒီ market ဒီ down trend ဆက်သွားမယ်လို့ကိုကယူဆတယ်နောက်ပြန်ပြန်လှည့်ပြီးဘယ်ထိလှည့်မလဲပထမဘယ်ထိလှည့်မလဲတိုင်းနေနေရမှာဒီဘယ်ကနေညာအောင် Fibo နဲ့ဒီလိုဆွဲလိုက်မယ် ပင်0.382ကိုရောက်လာတာကိုတွေ့တယ်။0.382ဆိုလို့ရှိရင် theory ရ2.718ကိုတွားမယ်။เนาะဒါကျွန်တော်တို့အာ theory ရเนาะအဲ့တော့ဒီကိုပြန်လှည့်လိုက်တယ်။ဒီဟာဒီလိုလှည့်လိုက်တယ်။ extension ထွက်သွားတာက2.718တကယ်ရောက်သွားတယ်။တွေ့လား။အဲ့တော့ထပ်တိုင်းကြည့်အောင်เนาะကျွန်တော်တို့ဒီမှာတော့ဒါဒီဒီကြောပြီးသွားပြီဒီကနေအပေါ်ကနေအောက်ကိုဆင်းနေဒီမှာဒီလိုပြန်လှည့်ပြီးသွားအဲ့တော့ဒီဒီကြောပြီးသွားရင်ဒီကနေဆင်းနေဟာကိုဒီလိုရှိရယ်နော် လွတ်ရှိတဲ့ကြောင့်ဘယ်လိုတိုင်းမလဲဘယ်ကနေညာအောင်ဒီလိုဆွဲမယ်ဒွာရဲတခါ3.2 3.3ဒူးစီကိုပြန်ရောက်လာပြန်အောင်တက်လား3.3ဒူးမာနေမယ်ပြန်လှည့်သွားပြန်ဟုတ်ပြီနော်အဲ3.3ဒူးမာပြန်လှည့်တဲ့ကောင်ကဘယ်လိုဖြစ်မလဲဒီလိုပြန်ကြည့်မယ်ဟုတ်တယ်လား3.3ဒူးမာပြန်လှည့်တဲ့ကောင်က2.718ကိုသွားတက်တယ်အမ2.718ကိုရောက်တယ်တက်လား2.718နောက်တစ်ခေါက်ထပ်ရောက်သွားတယ် ဟုတ်နော်အဲ့တော့ဟုတ်ပြီထက်ကြည့်မယ်အခုဒီကနေဒီအထိကိုပြန်တိုင်းမယ် next lap ပေါ့နော်အဲ့တော့ impost retrace အခု impost ကိုထပ်ပြီးတော့ထပ်တိုင်းမယ်ဘယ်လိုတိုင်းမလဲဘယ်ကနေညာကိုဆွဲမယ်ဒီမှာဟုတ်နော်ဒါဆိုရင်အခုကြာတော့ဘယ်လိုဖြစ်သွားလဲခုနက0.38ဒူမကတော့ဘူးလေဟာမကြည့်ရကျွန်တော်ဘယ်ဘက်ကိုညာဘက်ကိုထပ်ဆွဲလိုက်မှာမကြည့်ဒါဆိုရင်နှစ်နှစ်ခါတော့ပြန်လာတယ်ပထမတစ်ခါ0.5ကိုပြန်လာတယ်ဒီအထိရောက်ပြီးတော့မှတစ်ဟုတ် ထက်ပြီးတော့ဒါ0.5.0.718မရောက်တဲ့ရောက်အထိကိုထက်လာအဲ့တော့0.5နဲ့0.718အထိရောက်ခဲ့တဲ့ခေါင်းကြီးကြတော့1.718အထိတွားနိုင်တယ်တွားနိုင်တယ်လို့ပြောတာနော် in theory เนาะအဲ့တော့ကျွန်တော်ကြည့်မယ် retracement ကဘယ်လိုဖြစ်သွားလဲဒီကနေဒီအထိဒါကျွန်တော်တို့ဆွဲရဆိုလို့ရှိရင်ဒီကနေဒီပြန်တိုင်းရမှာပေါ့နော်အဲ့တော့ပထမဒီလိုတိုင်းလိုက်ဒါဆိုရင်ဘယ်လိုဖြစ်သွားလဲဒီမှာ1.71ရင်းတွေ့လားအဲ့တော့အဲ့လိုပဲဒီလိုတိုင်းလဲရတယ် ဒီမှာကြည့်ဒါခုနကရောက်ခဲ့တဲ့နေရာကိုဒီလိုတိုင်လိုက်ရတယ်။ဒီမှာသူရဲ့1.718ကကြတော့ဒီမှာဒီအောက်မှာရှိရလား။ဒီကောင်းစီကိုလည်းရောက်တာပဲ။ဟဲ့နော်။ဟုတ်ပြီတော့နောက်ထပ် inbox mode တစ်ခုထည့်ကြည့်အောင်။ဒီမှာ inbox mode တစ်ခုထပ်လာပြန်နော်။အဲ့တော့ဒီကနေဒီအထိဒီအောက်ထိတိုင်ရမှာပေါ့နော်။ဘာဘလောက်လဲ။0.5နဲ့0.71ကြီးဂျာရဲကြတာပဲအဲ့တော့0.5နဲ့0.71ကြီးဂျာရဲကြလို့ရှိရင်1.71ကိုတောင်းမယ်ဟုတ်ပြီ ီကိုဒီကနေဒီလိုလှည့်ဒါကြည့်လိုက် web wide 718ရောက်တာပဲဟောတခါထပ်တိုင်းကြည့်အောင်ပဲနော်ဒီလိုသွားရဆိုဒါ inbox ကိုတစ်ခေါက်ထပ်လာပြန်ရောဒီကနေဒီထိက inbox mode တစ်ခုပဲဟုတ်နော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်0.5မှာ quality ဆင်းသွားတယ်0.5ဆိုရင်ဘယ်လောက်လဲ0.718ကိုရောက်ပါတယ် web wide 718ကိုရောက်ပါတယ်မကြည့်ဟော web wide 718ရောက်တာပဲဟုတ်တယ်နော်ဟုတ်ပြီ ော့ထပ်တိုင်းအောင်ဒီမှာနောက်ထပ် inverse mode တစ်ခုဘယ်လောက်လဲ0.5တိရောက်ခဲ့တယ်0.5တိရောက်တယ်ဆိုလို့ရှိရင်အတိုင်းကြီးရဘောင်းပွင့်စင်ဝင်ရောက်တာတွေ့လားဆိုအဲ့ဒီနင်းနဲ့ကျွန်တော်တို့က down train မှာဘယ်အထိ retrace ယူခဲ့လဲယူခဲ့ retrace ဘယ်နေရာမှာရက်သွားလဲဆိုတော့ကျွန်တော်တို့ကမှန်ပြီးသွားရင်အဲ့ဒီ retrace ကနေပြီးတော့ကျွန်တော်တို့ကဘယ်လောက်ထိ extension ဆွဲမလဲဆိုတာကိုတွက်လို့ရတယ်ဟုတ်ပြီနော်ဒါ fibonacci ရဲ့မူရင်းအတုံးပေါ့ အဲ့မှာပြဿနာတစ်ခုရှိလာတယ်။အဲ့ဒီ0.5တို့0.71တို့မှာဘလို့ရက်တယ်လဲတကယ်ရောရက်မလားဆိုတာကိုကျွန်တော်တို့ကအနာဂတ်ကိုဟိုရောက်နေမှာကျွန်တော်တို့ကအတိတ်ကိုပြန်ကြည့်ရင်သိနိုင်တာ။အဲ့ဒီနေ့မှာအဲ့ဒီအဲ့ဒီ price ကအဲ့ဒီနေရာမှာရက်မရက်ကိုကျွန်တော်တို့ကမသိနိုင်ဘူး။အဲ့အတွက် Fibonacci ရဲ့တစ်ခုပဲသုံးလို့မရအောင်။ Fibonacci ဒီခုန0.5တို့0.718တို့အပေါ်မှာတခြားဘုံတော့ဥမာ frozen support resistance နော် supply demand နော် fibonacci gap နဲ့ကျွန်တော် order block เนาะပြီးတော့လို့ရှိရင်တခြားဘာနော်ဥမာ order flow တို့အဲတခြားဒီကျွန်တော်တို့ဥမာ low value note no low value low volume note ကျွန်တော်တို့ဒါဟိုပါမှာဆိုလို့ရှိရင် future မှာဆိုလို့ရှိရင်အဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့ကထောက်ပြီးတော့အဲ့နေရာမှာတခြား conference ရှိလားတခြားဥမာတခြား indicator လည်းကျွန်တော်တို့ရတယ်ဥမာဆိုကြပါဆို Bollinger Bandler ဟာမျိုးရှိသလားเนาะဒါမှမဟုတ်လို့ရှိရင်အဲဥမာအဲဆိုပါဆိုအာ moving average အာ EMA တို့ရိုးရိုး simple moving average တို့ပါလို့ရှိတယ် ဲ့ဒီ moving average ဖြတ်ထားတာ cross ထားလား moving average ထဲမှာသွားထောက်နေလားဒါတွေနဲ့ကျွန်တော် confluence နဲ့ထောက်ပြီးသွားရင် confluence တုံးပြီးတော့မှ confluence က၃ခု၄ခုလောက်ဖြစ်လေကောင်းလေပဲဗောနော်နောက် trend line ရှိလားအဲ့ဒါမျိုးတွေနဲ့ကျွန်တော်ကထောက်ပြီးတော့မှပြန်သုံးတာပိုကောင်းတယ်ဒီတိုင်း fibonacci တစ်ခုရဲဆိုလို့ရှိရင်ဒီနေရာမှာရက်တယ်မရဘူးကိုကျွန်တော်ကပြောလို့မရအောင်အခုကျွန်တော်ဘာလို့ပြောလို့ရဆိုကျွန်တော်ဒါအနာဂတ်ကနေဂျိုးဟိုအနောက်ကိုပြန်ကြည့်နေလို့အဲ့ဒီနေ့မှာဆိုလို့ရှိရင်အဲ့ဒီ price ကအဲ့ဒီနေ့မှာအဲ့လိုဆင်းသွားပါမလားဆိုတော့ကျွန်တော်ကအတိအကျ100%မပြောနိုင် အဲ့တော့ခုန conference တွေတောင်းရမယ်နောက်ပြီး candidate ပေါ့ဥမာအာကျွန်တော် shooting star hammer တို့ဒီတွေမှာ pin bar တို့ rejection ဓာတ်တွေနဲ့ကျွန်တော်တို့ပြန်ကြိုက်ပြီးတော့အားလုံးပေါင်းပြီးတော့ပြန်တောင်းရတာဟုတ်ပြီနော် fibonacci ကအဲ့ဒီခုတော့ရှိတယ်ကျွန်တော်တို့ဘယ်တော့မှအာဘယ် indicator မှာ100%တော့မမှန်အောင်ဒါသိကြတယ်ဘယ် fibonacci ကပို့ပြီးတော့ဒီထားမှာဒီနေရာမှာရက်ပါမယ်ဆိုတော့ဘယ်သူမှအမှတ်ခံမထားအောင်ဟုတ်ပြီနော် w retracement ကိုပြောတာအဲ့လိုပဲ extension မှာလည်းလိုပဲ ဒီလောက်ထိ retrace လုပ်ထားရဆိုလို့ရှိရင်ဒီလောက်ထိဆက်သွားပါမယ်လို့ဘယ်သူမှအမှားခံမထားကျွန်တော်ကခုန theory ရ0.5နဲ့0.71အိမ်မှာရက်တယ်ဆိုရင်1.71အိမ်ကိုသွားနိုင်တယ်လို့ပဲကျွန်တော်ကပြောလို့ရတယ်။သွားကိုသွားပါမယ်လို့ပြောလို့မရဘူး။အဲ့တော့ potential target ဒီအဲ့လောက်ဖြစ်တယ်။ဒါပေမဲ့ဈာမှာတခြားနှောက်ရှဲကြောင့်တခြားဇုံရှိရာတို့တခြား supply demand ရှိနေတာတို့နောက်တခြားဟိုမှာ tower fundamental ဘက်ကသတင်းတစ်ခုထွက်တာဒါမျိုးတွေကြောင့်ပြန်နေသွားနေတယ်။အဲ့ဒါကိုလည်းကျွန်တော်ကတည်ထား။ဟုတ်ပြီနော်။အဲ့တော့ဒါဒီ ဖြစ်ပေါ်လာရှိ retracement နဲ့ extension ရဲ့ဒါဟိုပါပေါ့1 video cost လေးပေါ့နော်ဒါ crunch cost လို့ပဲကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာလုပ်ပြတာဖြစ်ပါတယ်နော် main ရဲ့လူလည်းရှိလို့ပေါ့နော် okay အဲ့တော့ဒီလိုပြောကြည့်ပါကျေးဇူးများကြီးတင်ပါတယ် price session နဲ့ပတ်သက်တဲ့ video တွေ price session ကိုတုံးထားတဲ့အဲ trading အဲကျွန်တော်ဒီစနစ်တွေတင်နန်းနေလေကျွန်တော်နောက်ထပ်ထပ်ပြီးလာဖို့ရှိပါတယ်ဆိုတော့ဒီမှာလေ price session ကိုတုံးတဲ့ဒီ crypto တင်နန်းတစ်ခုလို့ဖွင့်ထားရှိရပါတော့ join ရင် join လို့ရတယ် okay အဲ့တော့ဒီလိုပြောကြည့်ပါကျေးဇူးများကြီးတင်ပါတယ်ငွေဝင်တဲ့နေလေးဖြစ်ပါတယ်ပြန်တွေ့မယ်နော်